ဒီနေ့ဘဝပေါ်မှာအလေးလံဆုံးຢာတွေကကျွန်တော်တို့ခန္ဓာကိုယ်နဲ့တည်ဆောင်လာတဲ့ရုပ်ဝိတ္ထုတွေ မဟုတ်ပါဘူးကျွန်တော်တို့နှလုံးသားနဲ့ခံစားနေတဲ့ခံစားချက်တွေပါပဲအရာအလုံးကိုဖွင့်လွှတ်နားလည်ပေးလိုက်မယ်ဆိုရင်လွတ်လပ်ပေါ်ပါသွားပါလိမ့်မယ်အခါတုန်းကဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာအကြရဲမိကယဟန်ပြုထားတဲ့ယဟန်ပြုတစ်ပါးရှိပါတယ်ယဟန်ပြုရဲ့အတိတ်မှာ မိသားစုပြဿနာလူငယ်ဘဝရုန်းကန်ခဲ့ရတဲ့အခက်အခဲတွေမေ့ပြလို့မရနိုင်တဲ့နာကျင်စရာအသိပြည့်ရတဲ့နဲ့ပြည့်နှက်နေခဲ့ပါတယ်။ညီညာနဲ့ဘုန်းတော်ကြီးကြောင်းမှာတောင်းသူဟာတခုခုမှားနေတယ်လို့ခံစားရတယ်။လုပ်ငန်းတိုင်းမှာလည်းပြဿနာတွေနဲ့ကြုံနေရတယ်။နောက်ဆုံးသူ့အနားမှာဘသူမှမရှိရင်တောင်မှစိတ်သက်ကြတာတွေခံစားနေရပါတယ်။ န်းပြရဆရာအသွေးလွန်ခြင်းနေနဲ့ထောင်ချောင်းမိနေပါတယ်။တရရောက်တော့သူဟာဆက်ပြီးတော့မှမခံစားနိုင်တော့ပါဘူး။ရန်ပြောဟာကြာတော့တပားထံကိုချင်းကပ်ခဲ့ပါတယ်။ရှင်ဗျာတပည့်တော်ဟာအင်မတန်ကုန်မှပင်ပန်းနေပါပြီဗျာ။တပည့်တော်ရဲ့အတိတ်ကဖြစ်ရတွေကဘယ်တော့မှခေါင်းထဲကဖတ်မသွားပါဘူးဗျာ။ဘိုးအတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရတွေကမကြတဲ့မိကဖြစ်ရတွေအတွက်တပည့်တော်ဟာ အမြဲတမ်းတွေးပြီးတော့မှပူပင်တော့ကရောက်ရပါတယ်ဗျာတပည့်တော်ဟာငြိမ်းချမ်းမှုကိုခြာဖွေလို့မရနိုင်ဖြစ်နေပါတယ်ဗျာပြီးတော့မလုပ်တဲ့နဲ့လဲဗျာလို့ခြောက်တင်ပါတယ်ဆရာတော်ကြီးကရန်ဖြူကိုဘုန်းကြီးကျောင်းရဲ့ပြင်ပကိုခေါ်ယူခဲ့ပြီးအဝေးစီကတောင်ကုန်းတစ်ပုံးစီကိုညွန့်ပြခဲ့ပါတယ်ပြီးတော့တောင်ကုန်းထိပ်ကဘုန်းကြီးကျောင်းလေးကိုတွေ့လာလို့ မေးပါတယ်အဲ့ဒီအကြောင်းမှာနောင်တော်ယဟန်ကြီးတစ်ပါးရှိတယ်နောင်တော်ကြီးကအေးအေးချမ်းချမ်းတရားအားထုတ်ဖို့ထွက်သွားခဲ့တာ သူကတော့မင်းကိုအဖြေပေးနိုင်လိမ့်မယ်လို့ပြန်ဖြေခဲ့ပါတယ်ပြန်ပြောလဲအဖြေကိုတိလို့စောင်းနဲ့တပြည့်တော့အကြာကြီးအချိန်မဆွဲကျင်တော့ဘူးဗျာအခုပဲသွားလို့ရလားဗျာလို့မေးလျှောက်ခဲ့ပါတယ်ဆရာတော်ကြီးကကောင်းချင်ပြခဲ့ပါတယ်ပြန်ပြောလဲ ချက်ချင်းထွက်ခွာခဲ့ပါတယ်။သူဟာအဝေးစီကတောင်ထိပ်စီကိုခရီးစတင်နင်းလာခဲ့ပါတယ်။တောင်တက်ကြီးကဝေးလံပြီးခက်ခဲကြမ်းတမ်းတဲ့ခရီးလံတစ်ခုဖြစ်ပါတယ်။ပင်ပန်းခက်ခဲတဲ့တောင်တက်ကြီးလံပြီးဆုံးတဲ့ခါမှာတော့ရန်ပြိုဟာဘုံကြီးเจ้าကိုရောက်ခဲ့ပါတယ်။ရန်တော်ကြီးကငြိမ်းချမ်းစွာနဲ့တရားအားထုတ်နေတာကိုတွေ့ရပါတယ်။ရန်ပြိုလည်းဖိတ်ရှည်ရှည်နဲ့ထိုင်ဆောင်နေခဲ့ပါတယ်။ ရဟန်းတော်ကြီးတရားထိုင်ပြီးမျက်လုံးနှစ်ဖက်ပွင့်လာတဲ့အခါမှာရဟန်းပြုကဝှက်ဖြေးလိုက်ပြီးတော့မှအရှင်ဗျာတပည့်တော်ကိုကယ်ပါအောင်ဗျာတပည့်တော်ရဲ့စိတ်ဟာနာကျင်စရာအမတ်တရားတွေနဲ့ပြည့်နေနေပါတယ်ဗျာတပည့်တော်ဟာအတိတ်ကိုမေ့ပြောက်လို့မရဖြစ်နေပါတယ်ဗျာအတိတ်ကတပည့်တော်ကို အမြဲတမ်းနှိပ်စက်နေပါတယ်ဗျာတပည့်တော်ဟာအတိတ်ကနေလွတ်မြောက်ခြင်းပါတယ်ဗျာလို့၆တင်ပါတယ် ရာတော်ကြီးကပြုံးပြီးတော့မှမင်းအဖြေကိုငါဖြေပေးမယ်ဒါပေမဲ့ဟိုးတောင်အောက်ကရွာကလေးစီကိုကြွားကြအောင်ဆိုတကားတယောက်ကနေစွန်းဖိတ်တာရှိတယ်လို့မိန့်ပါတယ်ရန်ပြူကသဘောတူခဲ့ပါတယ်ညှော်လင့်ချက်ပြင်းနေပေါ့လေစွန်းစားကြကန်နေချင်းရောက်တဲ့ခါမှာတော့ကျားတော်ကြီးကကြီးမားလေးလံနဲ့ကြောက်တုံးတုံးကိုမပြီးတော့မှရန်ပြူရဲ့ရှေ့ကိုချလိုက်ပါတယ် ဒီကြောက်တုံးကိုတဲ့ခဲ့လို့မိမ့်ပါတယ်။ရံပြူကတုံဆိုင်သွားပြီမဲ့လိုက်နာလှုပ်ဆောင်ခဲ့ပါတယ်။ရံပြူကကြောက်တုံးကိုတဲ့မှပြီးတော့ဆရာတော်ကြီးရဲ့နောက်ကနေလိုက်ဆင်းလာခဲ့ပါတယ်။တောင်အောက်အစင်းလန်းကမတ်ဆောက်ပြီးညင်ညာမှုမရှိတဲ့ကြမ်းတမ်းနဲ့ခရီးလမ်းတစ်ခုဖြစ်ပါတယ်။ပထမမှာတော့ရံပြူကကြောက်တုံးမှာ ပြုတ်ဝတ်တင်ကန်းစာတွေရှိနေတယ်ဆိုပြီးတော့မှစူးစမ်းတည်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းရောက်တဲ့အခါမှာထမ်းလာတဲ့ဖုံးတွေကနားလာတယ်။ခြေထောက်တွေကတုံကြီးလာတယ်။ရမ်းပြောရမျက်နှာမှာလဲချွေးပြိုက်ပြိုက်ကျလာတယ်။ကြောက်တုံးကိုတရတာလေးလွန်းတာကြောင့်ရမ်းပြူဟာခရီးလမ်းမှာခက်ခဲပင်ပန်းလွန်းလာတယ်။ခက်ခဲပင်ပန်းပြီးခရီးမတွန်ဖြစ်လာတယ်။ဒါပေမဲ့ရမ်းပြူဟာကြောက်တုံးကြီးနဲ့ ခက်ခဲရုန်းကန်ခဲ့ပါတယ်။ဒါပေမဲ့ရဟန်းပြူဟာကြောက်တုံးကြီးနဲ့ခက်ခဲရုန်းကန်နေရတဲ့အချိန်မှာဆရာတော်ကြီးကတော့တက်တက်တတပါပဲ။ရဟန်းပြူကကြောက်တုံးကိုသွစ်ချလိုက်ဖို့စဉ်းစားမိပါတယ်။ဒါပေမဲ့ဆရာတော်ကြီးကငါ့ကိုသင်္ကန်းစာတစ်ခုပေးကျင်တာဖြစ်မှာပဲဆိုပြီးတော့မှချက်ပြီးတော့တည်ဆောင်လာခဲ့ပါတယ်။ချက်ပြီးတော့လျှောက်လာခဲ့ပါတယ်။ကြောက်တုံးကဘိုးပြီးတော့မှလေးလံလာတယ်လို့ ခံစားရပါတယ်။ဒါပေမဲ့တောင်အောက်ခြေကိုရောက်တဲ့အခါမှာတော့ယဟန်ပြူဟာတော်တော်ကိုပင်ပန်းနေပါပြီ။ခြေတော်တွေကလည်းတုံ့ရင်နေပြီ။မတ်တပ်ရနိုင်တယ်ပြောရုံပဲရနိုင်ပါတော့တယ်။ဆရာတော်ကြီးကပြပင်းကြီးတပင်ရဲ့အောက်မှာတတ်တတ်တာနဲ့ထိုင်နေပြီးတော့ပြုံးနေတာကိုတွေ့လိုက်ရတော့ယဟန်ပြူဟာအံ့ဩသွားပါတယ်။ယဟန်ပြူဟာအသက်ကိုဝါဝါရှူတယ်။ ပြီးတော့မှဆရာတော်ကြီးကိုမေးလျှောက်ပါတယ်အရှင်ဗျာဘာကြောင့်ပြောနေရတာလဲဗျာတပြည့်တော်မှာပင်ပန်းလွန်းလို့ပါဗျာဒီကြောက်တုံးကြီးကတပြည့်တော်ကိုတလန်းလုံးဒုက္ခပေးလာတာဗျာအရှင်ဗျာတပြည့်တော်ကိုဘာသင်ခန်းစာတွေပေးကျင်တာလဲဗျာဆိုပြီးတော့မှခြောက်တင်ပါတယ်ဆရာတော်ကြီးကကျင်ကျင်နာနာနဲ့ပြုံးလိုက်ပြီးတော့မှလန်းခီးကဘယ်လိုလဲအဆင်ပြေရလားလို့မေးလိုက်ပါတယ် ရဟန်းပြုကခက်ခဲပါတယ်ဗျာကျောက်တုံးကြီးကလေးလွန်းတာကြောင့်တပည့်တော်မှာလမ်းတစ်ချောင်းဒုက္ခရောက်ရပါတယ်ဗျာလို့ပြန်လည်လျှောက်တင်ပါတယ်ဆရာတော်ကြီးကကောင်းငြိမ့်ပြီးတော့မှဘာကြောင့်ခြားထားမခဲလိုက်တာလဲလို့မေးပါတယ်ရဟန်းပြုကကြောင်တွားပြီးတော့မှအရှင်ဖျားပဲတပည့်တော်ကိုတဲခဲ့ခိုင်းတာလေလို့ပြန်ဖြေပါတယ်ဆရာတော်ကြီးကပြုံးလိုက်ပြန်ပြီးငါမင်းကိုကြောက်တုံးကို တဲခဲ့ဖို့ပဲပြောတာပါလမ်းတစ်ချောင်းလုံးတဲလာရမယ်လို့မပြောခဲ့ပါဘူးမင်းကြိုက်တဲ့နေရာမှာချထားခင်နိုင်တယ်ဒါပေမဲ့မင်းကဆက်ပြီးတဲလာခဲ့တယ်ဒုက္ခကိုရွေးချယ်ခဲ့တယ်ဆက်ပြီးတဲလာတော့ပင်ပန်းဆင်းရဲတာပေါ့ရန်ပြောဟာချက်ချင်းနားလည်လိုက်ပါတယ်ဆရာတော်ကြီးကဆက်ပြီးတော့မှမိတ်ပါတယ်ဒီခကြီးကမင်းဘွားနဲ့တူတယ်ကြောက်တုံးကမင်းရဲ့အတိတ်ပဲ ငါကျင်စရာမှတ်တရားတွေမင်းရဲ့နောင်တာတရားတွေမင်းရဲ့ဥဝင်တော့ကတွေပဲမင်းအဲ့ဓာတွေကိုတည်ဆောင်းလာတာတော်တော်ကြာခဲ့ပြီမင်းရဲ့ဘဝကိုခက်ခဲပင်ပန်းစေခဲ့တယ်ဒါပေမဲ့ဒီကြောက်တုံးလိုပဲအဲ့ဒီအရာအလုံးကမင်းကြိုက်တဲ့အချိန်မှာချထားခဲ့နိုင်တယ်အဲ့ဒီအရာတွေကိုတွေ့ချလိုက်တဲ့အချိန်ကမင်းဘဝကကိုယ်ပြီးတော့မှပေါ်ပါသွားမယ်လွတ်လပ်သွားမယ်မလို့အဖဲဘာကြောင့် ဒုက္ခခံနေမှာလေ။ဆရာကြီးရဲ့စကားကိုကြားတဲ့အခါမှာရဟန်းပြူဟာမျက်လုံးအိမ်မှာမျက်ရည်တွေလည်လာပြီးကြောက်တုံးကို ချက်ချင်း လွတ်ချလိုက်ပါတယ်။ကြောက်တုံးမြေကြီးနဲ့ထိသွားတယ်ဆိုရင်ပဲသူ့ဆန်းနဲ့လွတ်လပ်မှုကိုခံစားလိုက်ရပါတယ်။သူ့ဘုံမှာကြောက်တုံးကိုလွတ်ချလိုက်တယ်လို့ပဲသူ့ရဲ့စိတ်ဝိညာဉ်ကလည်းလွတ်လပ်ပေါ်ပါသွားပါတယ်။ဆရာကြီးကရဟန်းပြူရဲ့ဘုံမှာကိုလက်တင်ပြီးတော့မှ အတိတ်ဆိုတာကပြီးခဲ့ပြီမင်းကိုယ်တိုင်ကပဲအတိတ်ကဒုက္ခတွေကို ဆက်ပြီးခံစားနေတာ ဆက်ပြီးတည်ဆောင်လာတာလွတ်ချလိုက်ပါငြိမ်းချမ်းမှုလေးခြာဖွေတွေ့ရှိပါလိမ့်မယ်အဲ့ဒီအချိန်မှာပဲယဟန်ပြူဟာသူ့ဘဝအတွက် အရေးကြီးတဲ့သင်ခန်းစာကြီးတစ်ခုကိုသင်ယူနိုင်ခဲ့ပါတယ်မိတ်ဆွေလွတ်လပ်ခြင်း ဆိုတာကအတိတ်ကို စုပ်ကင်ထားခြင်းနေရတယ်လာတာမဟုတ်ပါဘူးခွင့်ပြုထားခြင်း ခွန်လွတ်ထားခြင်းတွေကနေလာတာပါမိတ်ဆွေကျွန်တော်တို့ဟာမကြာခဏဆွေးရလို့အတိတ်ကဖြစ်ရတဲ့တွန်းမုံမှုကိုခံရပါတယ်အတိတ်ကဖြစ်ရတဲ့ကိုတည်ဆောင်လာတတ်ကြပါတယ်နောင်တတွေနာကျင်မှုတွေနဲ့မကျေနပ်မှုတွေကိုပေါ့တည်ဆောင်လာကြပါတယ်တွေ့ချလိုက်ခြင်းခွန်လွတ်လိုက်ခြင်းရဲ့သွမ်းအားကို နားမလည်ခဲ့ကြပါဘူးအမြဲတမ်း တည်ဆောင်သွားရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ရဟန်းပြုကကြောက်တုံးနဲ့ယုံကံခဲ့ရတယ်လို့ကျွန်တော်တို့ရဲ့ဘဝတွေဟာလည်းဝင်တော့ဝင်ဖို့တွေနဲ့ယုံကံနေကြရပါတယ်။မှန်တကယ်ကအသိဆိုတာကမိတ်ဆွေဆက်ပြီးတော့မှခံစားနေမှဆက်ပြီးတော့မှစုပ်ကင်ထားမှဒုက္ခပေးနိုင်တာမျိုးပါ။ဝင်တော့ဝင်ဖို့ကိုတွေ့ချလိုက်တဲ့အချိန်ကစလို့မိတ်ဆွေရဲ့ဘဝဟာလွတ်လပ်ပေါ်ပါသွားပါပြီ။ဒုက္ခတွေလည်းမရှိတော့ဘူး။ဘဝက ပေါ်ပြီးတော့မှပေါ်ပါသွားမှာပါပေါ်ပြီးတော့မှတာယာလှပါသွားမှာပါပေါ်ပြီးတော့မှပျော်စရာကောင်းလာမှာယပေါ်ပြီးတော့မှပျော်စရာကောင်းလာမယ်ခွန့်လွတ်လိုက်ပါငြိမ်းချမ်းမှုလေးရှားဖွေတွေ့ရှိလိုက်မယ်ယေရှုတင်ပါတယ်